ဈေးရွာလေးတရွာမှာနှင်းစင်နဲ့အများငါးသွားများနေတဲ့ပါချက်တယောက်ရှိပါတယ်။ဒီနေ့မှလည်းသူကငါးသွားများလာတာပေါ့။ငါကလည်းခုထိမကြက်နိုင်သေးဘူး။ကြောင်လိုက်တာကွာ။ထမင်းမစားတာ၃လရက်တောင်ရှိနေပြီဆိုတော့ဘိုက်ကဆာလာပြီ။ပါလို့တလောက်တောင်ကြာနေရတာလေကွယ်။ဘိုက်ကိုဆာလာပြီးငါကလေးရဲ့စောင့်နေရတာမကြက်သေးမဲ့တူတူ။ဒီဘီလေးကြည့်ပြီးစောင့်မယ်ကွာ။ မင်္ဂလာမနက်ခင်းလေးပါရှင်။ပျော်ရွှင်စရာကောင်းတဲ့နေ့လေးဖြစ်ပါစေနော်။ရှင်တို့ရောပျော်ရွှင်ရလားရှင်။ဘာတရင်လဲကွာအာယုံနောက်လိုက်တာ။လူဝမထမင်းစားတာ၃လရက်ရှိပါပြီဆိုနေမှပျော်ရွှင်ရလားပျော်ရွှင်ရလားလာလာမင်းနေတယ်။ဟမ်ဘာတန်လေးဟာငါမီးဖို့ကြောင်းထဲမှာဘသူရောက်နေလဲပြောစမ်း။မီးလာလဲဘာမှပြန်မဖြစ်ဘူး။မဟုတ်မှလွဲရော။ငါငါရဲ့ငါငါရဲ့ငါမရှိတော့ထင်နေ။ သူမိဖို့ကြောင့်တော့ဝင်လာကြည့်လိုက်တဲ့ချိန်မှာတော့ကြောင်လေးတကောင်ကသူ့ရဲ့ငါးတွေလာစားနေတာကိုတွေ့လိုက်ရပါတယ်။ကြောင်စောက်အခုချက်ချင်းရက်စမ်းအဲ့တော့ငါရဲ့ငါးကွာဘာလို့လာစားတာလဲခက်ခက်ခဲခဲနဲ့ငါမှရှာလာရတာကွာဒီကြောင်ကတော့ကွာဟင်ငါငါရဲ့ငါးလေးအယိုးပဲကြံတော့တယ်ငါငါပါစားတော့မှလဲကြောင်စောက်ကြောင်ပြက်ငါငါ့ကိုစားသွားတယ် စိတ်တိုးလိုက်တာစိတ်တိုးလိုက်တာငါငါလေးအတွက်ငါပြန်ပြီးလက်စားချေပြမယ်မင်းလည်းငါရဲ့ငါလို့ဖြစ်ရမယ်ဩငါကောင်းကြံသေးရပဲကြောင်ဆိုတဲ့အမျိုးကဘာမှမချမ်းဘူးသူဒီငါကောင်းတော့ပြန်လာစားမှာပဲတွို့ိမ်မယ်တွို့ိမ်မယ်ပါချက်လည်းငါကောင်းကိုမရွှေ့ပဲကြောင်အလာကိုစောင့်မျှော်နေပါတယ်ပါချက်ထဲနဲ့အတိုင်းပဲကြောင်ကတကယ်ပြန်လာစားတာပေါ့ ့ဟိုးမှာအဲ့ဒီကြောင်တကယ်ပြန်လာပြီဒီခါတော့နင်းသိပ်ပြီးသားမှတ်တော့ဒီကိုလာစမ်းနင်းပါလို့ငါရဲ့ငါ့ကိုစားတာလေပြောင်းစမ်းပြောင်းစမ်းငါထမင်းမစားတာဘယ်နည်းရှိနေပြီလဲနင်းသိလားအခုငါပါသွားစားတော့မှလဲငါနင်းကိုဘယ်လိုလုပ်ရင်ကောင်းမလဲဩသိပြီသိပြီနင်းကငါရဲ့ငါ့ကိုစားတာဆိုတော့ငါလည်းနင်းကိုပြန်စားပြစ်မယ်ကြောင်သားမกินလဲစားလို့ရတော့ပါတယ် ဟာဟာငါငါ့ကိုစားထားတဲ့ကြောင်ဆိုတော့နင့်အသားလည်းတော်တော်စားကောင်းမှာပဲဟာ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 ကောင်းသားပဲဟာကြောင်သားလည်းကောင်းသားပဲငါငါထက်တောင်ကောင်းမယ်ထင်တယ်ငါကြက်တဲ့ထီဆောင်စားမှစားကောင်းတာဒီကြောင်ကကြက်တဲ့ထီဆောင်စရာတော့မလို့တော်တော်စားကောင်းနေပြီ တတော်စားကောင်းနေပြီအခုချိန်အားစပြီးကြောင်သားပဲစားရမယ်ကွာဟာဟာဟာအဲ့ဒီနေရာစပြီးပါချက်လဲကြွာမှာရှိရဲ့ကြောင်တွေကို လိုက်ဖန်းစားနေပါတယ်ဟာဟာဒီယိုလာစံငါရဲ့ဟင်းကောင်းလေးဟာ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 ဘာရှင်ရှိဘူးကွာဒါဆိုဒီယိုလာခဲ့စံဟာ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 အဲ့ဒီအပေါ်နေလဲလွတ်မမထင်နဲ့ညီလေးရဲ့ဟာ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  ပူစီပူစီရေမြောင်းပူစီရေဘယ်ဒီလျှောက်သွားနေရလဲသမင်းလဲလာမစောင်းပူစီပူစီမိ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 အဖေကျွန်တော်ကြောင်တွေးမိသေးလားဗျဟာငါမင်းကြောင်ပဲသွားလဲဆိုတာဘလို့လုပ်ပြီးတိမာလဲကွာငါမင်းကြောင်လိုက်ကြည့်နေမှာမဟုတ်တာမနဲ့တော့မှာတားတီခေါမိုးပေါ်မှာတွေးလိုက်ပါသေးတယ်အဲ့ဒါဆိုလဲသူဘဲမှမသွားတော့ပါကွာ ခဏနေမှအဖေလိုက်ရှာပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့အဖေโอเคဒီကြောင်လေကွာဘယ်လိုလျှောက်သွားနေလဲမသိဘူးဟာအနံ့လေးကလည်းမှွင်းနေရပဲဒီညဆပြီးငါကြောင်တွေကိုပဲရှာစားတော့မယ်လာစမ်းအမလီအမလီ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 ကောင်းလိုက်တာกินစားတာလည်းကောင်းอืมအစိမ့်စားလည်းကောင်းဘလို့စားစားကောင်းနေတော့တာပဲ ကြောင်သားတလောက်တောင်ကောင်းနေစွာငါတခါမှမသိဘူးအခုအစားပြီးအစာရှာစားဖို့မခက်ခဲတော့ဟေး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 ဒီလိုနဲ့ပါချက်လဲကြောင်တွေကိုမကြခဏဖမ်းပြီးစားတော့ပါတယ်သူကြောင်သားတွေစားပြီးနောက်ဒူးတွေစားပြီးရားလာခဲ့ပါတယ်ဟာဒူးကောင်းတွေကရားလာလိုက်တာကွာပြောရင်းနဲ့နောက်တစ်ဖက်ပါရားလာပြီဟာဒါပါဖြစ်တာလဲဟာနေရာတကာရားနေတော့တာပဲဟာစိတ်တူလိုက်တာကွာပါဖြစ်တာလဲဒါမှမဟုတ် ငါပွေးရှိတဲ့ကြောင်စားမိတာလားပဲဟာဘာလို့တလောက်တောင်မှစားကောင်းချင်လဲကွာစားမှာပဲဟာ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 ဘာချက်ကနေ့စဉ်လိုလိုကြောင်တွေကိုဖမ်းမမိစားနေတော့ရွာတွေကလူတွေလည်းဖြည်းဖြည်းသူတို့ကြောင်တွေပျောက်လာတာနဲ့အကုန်လုံးကလည်းကြောင်ပျောက်တဲ့ကြောင်ကိုလိုက်လံစုံစမ်းနေကြပါတယ်အခုကြောင်ပျောက်တဲ့ကြောင်ဘလို့ထင်လဲ ိမ်ကကြောင်နေပျောက်နေတာမျိုးတောင်တုံးတော့မယ်။အေးကွာငါလည်းမသိဘူး။ငါသာသူ့ကြောင်လာမိမှသိရပဲ။ဟာဗျာ။ငါထင်တော့ငါတို့ရွာထဲမှာတခုခုတော့ရှိနေပြီထင်နေ။ခွေးရကြောင်စားတာတို့ကြောင်ဝကြက်ကိုစားတာတို့လေ။မသိဘူးဗျာမသိဘူး။အဲ့လိုတော့မသိဘူး။ဒါပေမဲ့အဖြစ်တခုခုရအောင်တော့ငါတို့လုပ်ရတော့မယ်။အေးငါလည်းအဲ့ဒါကိုပြောချင်တာ။ဒါနဲ့ငါတို့ကဘလို့လုပ်ရမှာလဲကွာ။ဒီကိစ္စအတွက်တော့စိတ်မပူပါနဲ့ ငါစဉ်းစားလို့ရတယ်ဆိုရင်လာပြီးပြောပြလိုက်မယ်။သူတို့တံမင်းနေကြတော့လာခိုးနားထောင်နေတဲ့ပါချက်ကကြားသွားခဲ့ပါတယ်။ဟာဒီကြောင်ကိစ္စလောက်နဲ့များလာပြီးတံပင်းနေကြသေးတယ်။ဘလို့တွေ့တော့မှလဲ။ကြောင်ကငါစားလိုက်ပြီလေ။အခုတော့ကြောင်ဘယ်နာထက်သွားရှာရမလဲဆိုတာစဉ်းစားနေတာ။အိုးငါသိပြီငါသိပြီ။ဆရာတော်ကြောင်မှကြောင်နဲ့ရှိသေးတာပဲဟာ။ရွာရဲကကြောင်တွေဂုံလူနီးပါဖြစ်နေတဲ့အချိန်မှာ ဖုန်ကြီးเจ้าကเจ้าတွေကိုတတိယသွားပြီးညရောက်တဲ့အချိန်မှာတော့ရွာထဲကလူတွေကလည်းကြောင်ပျောက်တယ်ပျောက်တယ်ဆိုပြီးကြောင်အိမ်ကျင်တော်မထွက်ခိုင်းတော့ဘူးနောက်မို့ဆိုငါတလောက်ဝေးဝေးလိုက်လံရှာစရာလိုမှမဟုတ်ဘူးဒီမှာဒီမှာတကောင်တော့တွေ့ပြီဟာဟာအခုတော့ငါရဲ့ဟင်းကောင်းလေးကိုတွေ့ပြီဟာဒီညနေကတော့ငါဟင်းဖြစ်ပြီးသားမှန်တူတူနေသားရဲ့တော့ကြာနေသူများတွေကြားသွားမယ် ကြောင်ကလည်းဘာဖြစ်လို့ဒီလောက်တောင်အော်နေရလဲအိတ်ချင်ပါတယ်ဆိုမှဒီကြောင်လေးဘာများဖြစ်နေလို့ပါလဲဟင်ဖုံဖုံနိုးလာပြီဘာတန်လဲဟာအတန်ကြာပြီလာကြည့်တော့လည်းဘာမှမတွေ့ရပါလားဒီနားမှာဘသူရှိလဲမြောင်းဟင် ဒီเจ้าอ่ะจองทะนั้นห่อล่ะห่อกินพงจีเจ้าอ่ะจองนี่บ่าวเจ้าอ่ะบลูเปลี่ยนทุตัดตาแลไม่ห่อเตี้ยอูเนี่ยตู่เลยตะเต้เลยตั้วช่องจิออกมาเบ้အမလေးမြတ်စွာဘုရားဆရာတော်လည်း ပါချက်တယောက်ကြောင်းဒီတန်းအစိမ့်လက်ထိုင်ပြီးစားနေတာတိတော့တညလုံးလန့်နေတာအိတ်တော်မပြောင်းနိုင်ဖြစ်နေပါတယ်။မနေ့ရောက်တော့ဆရာတော်လဲကျွာထဲကလူတွေခေါ်ပြီးတိုင်မင်ဆွေးနွေးလိုက်တာပေါ့။ဒါဟိုတကယ်မြင်လိုက်တာလားဆရာတော်။ဟုတ်တယ်။ငါလည်းအစတော့ကကြောင်းလားလို့မေးလိုက်တာ။ "तू ကဟုတ်တယ်"တဲ့။ငါတော့လန့်သွားတယ်။ဘယ်ကြောင်းကများအဲ့လိုဖြစ်တက်လို့လဲပေါ့။ငါကြည့်လိုက်တော့ဘာချက်ကကြောင်းစားနေတာမြင်လိုက်ရတာပဲ။"ဟုတ်ဒီလိုဆိုရင်တော့အချိန်နဲ့မဟန်တော့ဘူး။ ဒါဆိုဘယ်လိုလုပ်ကြမလဲကျွန်တော်ကြောင်တွေသူအကုန်စားလိုက်ပြီလားမသိဘူးဆရာတော်မှဒီကြောင်သားစားတဲ့ကောင်ရွာထဲကမောင်းထုတ်နိုင်တဲ့နီလန်းလေးပါလဲမရှိဘူးလားဗျာဒီကောင်ရွာထဲမရှိမှပဲရွာထဲကအေးအေးဆေးဆေးနေနိုင်မှာဟုတ်ပါရဲ့ရှင်ဗျာဒီလိုကောင်ရွာထဲကမောင်းထုတ်လိုက်မှပဲနားအေးမှာပါဒါကတော့ဟုတ်တယ်ငါလည်းသဘောတူတယ်ဒါပေမဲ့ငါတို့သူ့ကိုလက်ပူးလက်ကျပ်မိနိုင်အောင်ကြိုးစားရမယ်ဒါကတော့ဟုတ်တယ်ငါတို့သူ့ကိုဖမ်းနိုင်မှနီလန်းအရင်ရှာရမယ် ဟုတ်ပါပြီငါတို့ဘယ်နီးလန်းကိုတုံးကြမလဲကဲဘသူ့မှာနီးလန်းရှိလဲဒါမှမဟုတ်ကြောင်နဲ့များထုတ်ရမလားအိမ်မှာသွားတက်ကြမကောင်းလားဒါဆိုဒီကိစ္စတခါရရှင်းသွားမှာဒီလိုတော့မဖြစ်ဘူးဒါလူတက်မှုမြောက်တယ်ဒါဆိုငါတို့ကြောင် ထုတ်ထားပြီးဝိုင်းကြည့်ထားကြမယ်သူကြောင်လာဖန်းစားတဲ့ချိန်မှတ်လောက်သားလောက်အောင်ဆုံးမလိုက်ရင်မကောင်းလားဒါတော့ငါလည်းသဘောတူတယ်ဒါဆိုညကျရင်သူ့ဖမ်းကြမယ်ငါအားပေးနေမှာကွာ နေရအားပေးတဲ့လူဆိုငါဖမ်းတဲ့လူလောက်မယ်ကွာ။ Okay သူတို့ရွာသားတွေကတော့ပါချစ်ကိုဆုံးမဖို့တမင်နေကြတယ်။ပါချစ်ကတော့ဘာမှမသိရှောက်လေ။ကြောင်သားစားဖို့လောက်သာစိတ်ဝင်စားနေရကို။음ဒီညငါကြောင်သားရှာလာပြီးတော့กินစားမယ်ချက်စားမယ်ပြုတ်စားမယ်။အင်းအထက်ပူကောင်းလို့အစာပလာတွေကုန်ထဲ့မှာကွာ။တရုတ်မဆလာအိန္ဒိယမဆလာပြီးတော့ထိုင်းလူမျိုးဆက်ဆက်လေးထောင်းစားပြစ်အောင်မှာကွာ။ဟာဘာတော့ဟာ ရုတ်တရက်ပိုက်ကြီးနာလာတာအမလီအာအာကေကြပါအောင်ဗျာကေကြပါအောင်ဒါမှမဟုတ်ငါကြောင်သားစားတာများလို့ဖြစ်တာလားပဲချက်ချင်းကြီးအောင့်လာတာအချောင်းတွေနဲ့ထိုးနေတယ်လို့ပဲကွာဒါမှမဟုတ်ငါအစားတော့မလုံလောက်လို့များလားငါထပ်ပြီးစားရအောင်မှနဲ့တူတယ်ဘာချက်ကကြောင်သားတွေစားလာတာများတော့ဘိုက်တွေနာလာခဲ့ပါတယ် ညရောက်တော့ပါချစ်ကကြောင်တွေကိုထက်ရှာနေပါတယ်မြောင်မြောင်မြောင်အိုးကြောင်လေးကဒီမှာပဲကိုတော်သေးရဘောကွာဟဟငါမင်းကိုအဝေးသွားမရှာရတာဒီညတော့နေငါ့အတွက်အစာဖြစ်ပြီးသားမှန်မြောင်ဟင်တာတာမေ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 ဆေးပါလားသူကြောင်လာရှာရင် ရွာသားတွေသူ့ကိုထောင်ထားတဲ့ကြောင်ရှူမိလို့မိစေမိသွားခဲ့ပါတယ်။ဒီခါတော့သူငါတို့အကွက်ထဲဝင်လာပြီးဟာစုံးမလိုက်ကြဟိချတာချသူ့ကိုတေးအောင်တတ်ဟိငါတို့ကြောင်စားတဲ့ကောင်နင်းလဲဒီနေ့တော့တိတ်ပြီးသားမှတ်တော့ချကွာချချချဟုတ်တယ်ကွာဒီလိုစိတ်သက်အောက်တန်းကြတဲ့ကောင်အလွတ်မပေးသင့်ဘူးကွာချတာချတော်ပါတော့တကားတော့တကားတော့တော်ကြတော့သူ့ကိုဒီလိုရိုက်နှက်နေတာဘာမှမထူးသူ့ကိုအရင်လာမေးကြည့်ရမကောင်းဘူးလားကွယ် တေမဖျားအရှင်ဖျားရဲ့စကားကိုနားထောင်ပါမယ်။တထောင်စားဆရာတော်သာမရှိနဲ့တိတ်ပြီ။မင်းပါလို့ငါတို့ကြောင်နေ့တိုင်းဖမ်းပြီးစားနေရလဲပြော။ဟိဟိကျေးဇူးတင်ပါတယ်ဆရာတော်ဖျား။ဆရာတော်ကြောင်တပည့်တော်အသားမနာတော့ဘူးဖျား။သူ့ကိုလွတ်ပေးလိုက်ပါတော့တကားတော့သူ့အပြစ်သူသိနေပါပြီ။ပါချက်လဲသူတို့ထုံးနဲ့တာခင်ရပြီးနောက်သူ့အပြစ်သူသိပြီးအိမ်ပြန်သွားခဲ့ပါတယ်။ အိမ်ပြန်တဲ့လမ်းမှာပဲသူကားတိုက်ခံလိုက်ရပါတယ်။အာကဲချပောင်းကဲချပောင်းကဲချပောင်းဗျာသူကြောင်သားစားတာကိုတရွာလုံးကယွန်ရှာမုံတီးနေကြတော့သူကားတိုက်ခံရတာတောင်ကူညီမဲ့သူမရှိပါဘူး။အာကားနှခါတိုက်ခံလိုက်ရတဲ့ပြင်တိတ်ကိုင်းမှပြုတ်ကျလာသေးတယ်။အေးတာပဲကြောင်အောင်စားတဲ့ကောင်ဟာဟာကျေနှက်လိုက်တာကွာပျော်ရဟိတ်ပျော်ရငါမသိသေးဘူးဟဲ့ မကူညီလဲငါပတာငါပြန်ချနိုင်တယ်တော်စိန်တော်စိန်အိမ်မရှိလားအကူညီလို့တခြားနေရာသွားငါအိတ်ချင်လာပြီသူဘသူ့ပဲအကူညီတောင်းတောင်းဘသူမှသူ့မကူညီကြပါဘူးတော်လာတော်လာရေတော်လာကေပေါင်းဗျာအတော်အတော်သာမကူညင်ကျွန်တော်သိတော့မယ်ဗျာ ။အိုး၊ကြောင်သားစားရဲဆိုတာမင်းမလား။လူစိတ်မရှိရအကောင်။ဘသူမှငါ့မကူညီကြတော့လား။ငါတီလိုပဲသေးရတော့မှလား။အော်၊စေးယုံကြံသေးတယ်။ငါစေးယုံသွားရမယ်။သူစေးယုံကိုအကူညီသွားတောင်းကြည့်မယ်ဆိုပြီးသွားတာစေးယုံအပေါက်ဝါတော့မရောက်သေးပါဘူးတကောက်ပိတ်လိုက်ပါပြီသူကအယံနာခြင်းနေတော့လေသူ့မကူညီချင်မှတိတိနဲ့အကူညီတောင်းနေရပါတယ်ဆရာရဲ့ ကျွန်တော်ကဲပေါင်းဗျာသူနာကျင်လုံးနဲ့တန်ကိုမခံနိုင်တော့ပဲသူရဲ့နောက်ဆုံးခီးဖြစ်သွားရပါတယ်သူတဖြည်းဖြည်း မျက်လုံးပွင့်လာတော့ဒီနေ့ကအရန်လာတာပဲမနေ့ညငါတတော်နာကျင်ရတယ်ဟေးသွားလေဒီကြောင်တွေကတော့သူတို့ကပါလာစားနေရလေမင်း တကူလုံးနဲ့အနာတွေပဲကြောင်တွေကဘာလို့သူ့လာစားတာလဲရှုပ်ကလည်းငါနဲ့နည်းနည်းဆင်တယ်လို့ပဲတတော်ထူးဆန်းတာပဲအခြေအနေသိမ့်မဟန်တော့ထင်နေဆရာတော်သွားမေးကြည့်အောင်မှပဲဆရာတော်ဟေးကျောင်းရှိမှာဘာသူလဲမသိဘူးသိနေတာရှုပ်ကလည်းကျွန်တော်နဲ့နည်းနည်းဆင်နေတယ်လို့ပဲ ။ကြောင်တွေကလည်းသူ့အတောင်းလာစားနေတာကုံတော့မယ်။အဲ့ဒါဘာဖြစ်တာလဲရှင်ဘုရား။အေးအဲ့ဒါဘသူမှမဟုတ်ဘူးကွ။အဲ့ဒါတကားရဲ့ခန္ဓာကိုယ်ပဲ။ဟာဆရာတော်ဘလို့လုပ်ပြီးဖြစ်နိုင်မှာလဲ။တပီးတော်ကဒီမှာရက်နေရလေ။တီးမှမတီးသေးတာ။တကားစိတ်ကိုအီအီထားပါကွ။တကားကားတိုက်လို့တေးသွားပြီ။ဟာမဟုတ်ပါဘူးဆရာတော်။ဆရာတော်ပါလို့ရှောက်ပြောနေရလေ။ မယုံရင်တကာရဲ့နောက်ကိုပြန်လှည့်ကြည့်လိုက်လေ။ဘာရှိလို့လဲဆရာတော်။ဟင်အာခမားငရဲပြည်ကိုသွားရမယ်။ခမားလှုပ်ထားတဲ့အပြစ်တွေအတွက်ခမားပြန်ပြီးဝှကျွေးခံရမယ်။ပြန်ပြီးပေးဆက်ရမယ်။ဆရာတော်ဆရာတော်တပည့်တော်ကေပောင်းဆရာတော်ရေတပည့်တော်ကေပောင်းဆရာတော်ကေလို့မရပါဘူးကွယ်။ ကင်ကောင်းပါစေနော်တကားလေး။ပါချက်ကလည်းသူတရိတ်ဆိုင်ရဲ့အသက်ပေါင်းများစွာကိုတက်ဖြတ်ခဲ့တဲ့အတွက်ပေပြီးနောက်ငရဲပြည်မှာဝတ်ခံနေရပါတယ်။ဟုတ်ကဲ့ပါရှင်။ပရိသတ်တွေအားလုံးပဲအခုဗီဒီယိုလေးကိုသဘောကျနှစ်သက်မယ်လို့ယုံကြည်ပါတယ်။လာမယ့်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါစို့နော်။ကျမကတော့ Lady Khmer ရှင်။